္ဂလာပါရှင်။ကြယ်အောင်လမ်းမရုပ်ရှင်သတင်းစကားအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုရင်တော့တင်စားနဲ့တူတူ ဆူလဲရောကနေပြီးတော့အစာရောက်ပြီးတော့မှာဖြစ်ပါတယ်ပြည်သက်ကြီးရှင်အခုဆိုလို့ရှိရင်လည်းဒါမြမရူရအထသချံကာလကိုပျော်ပျော်ရွှင်ရွှင်နဲ့ကုန်ဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ပြည်သက်များအားလုံးနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမှုကောင်းတောင်းမိလိုက်ပါတယ်ရှင်တင်စာရဲ့ရုပ်ရှင်သတင်းစကားအစီအစဉ်ကနေဒါပထမအုံဆုံးတင်ဆက်ပေးချင်တာဆိုရင်တော့နှစ်ဆန်းတရက်နေ့မှာရုံတင်ပြသခဲ့တဲ့ဘညာဘညာစကားလေးပဲဖြစ်ပါတယ်ဒီစကားလေးကိုဆိုလို့ရှိရင်ပေါ့နော်ဒါရိုက်တာဝိုင်းရရှိုက်ကူပုံပေါ်ပေးထားတာဖြစ်ပြီးတော့တရုတ်ဆောင်များအနေနဲ့မြင့်မြတ်နဲ့ဖွဖွေတို့ကပါဝင်တရုတ်ဆောင် ာဖြစ်ပါတယ်ဒီစကားလေးอ่ะဆိုရင်တော့ဒါကြည့်ရမယ်ဆိုရင်ဒါဘဝသင်ငန်းစာပြီးရဲ့ကားလေးပေါ့เนาะဒီစကားမှာဆိုရင်ဒါဖွဖွေးတော့အရင်တော့อ่ะအရင်ချမ်းသာရဲ့တထေးသမီးပတ်စံကိုရီလိုသုံးခဲ့တယ်ဒါပေမဲ့ तू တကယ်တမ်းဆင်းရဲသွားတဲ့အခါမှာပတ်စံဟာရှာဖွေးရအရင်ခက်ခဲတယ်ဆိုတော့ तू သိလာတယ်ပေါ့เนาะအဲ့တော့ဒါကဘာဖြစ်ဖြစ်လူငယ်တွေအတွက်ပေါ့เนาะဘဝသင်ငန်းစာပြီးရဲ့စကားလေးဆိုလည်းမမှားပါဘူးပရိသတ်တွေအကြိုက်တွေးစေမဲ့စကားလေးဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ဒီစကားလေးရဲ့ဇာဝင်ငန်းအချို့ကိုဒါသင်စာနဲ့တူတူလိုက်ပါရှိဖို့တော့ ဖိတ်ခေါ်လိုက်တယ်နော်လောကလာသာတိုးစီစေတိုးရဲတိုးရဲသမီးလေးရဝါသိန်းကလုံငန်းစုပိုင်ရှင်သထေကြီးဦးထေးရွှေရဲ့တူးပြီးတော့သမီးဒီနေ့ကြရင်ဒီလုံငန်းစုကြီးကိုအမွေဆက်ခံရမယ်ဆိုဘယ်ပိုင်နေရှင်ရတွေကမရှိတော့ဆိုတဲ့ဘောပေါ့ပုံပုံ24နာရီအတွင်းဒီအရာနေဖယ်ပေးပါအခုဒီအိမ်လေးက bông bông bà Chết biến xa bạc mẹ Ai yên nà để thua dì Hồi anh em à lý là bí bí khuyên nà bú hí gạo á bê tỏ hỏi xí Chị rồi lý Vất bà gỗ xa tất thà lê yông nè Bebe chan rồi လက်တွေ့ဆန်းတယ်။ညာဘက်ချမ်းကတော့စိတ်ခံစားမှုတွေနုပညာစိတ်ကူးစိတ်တန်းတွေဟန်ဒီပါလေ။ဒီမှာမင်းတို့ငါပါ။ချိုးကိစ္စတွေဟာပုံတော့နဲ့မှတ်သားထားပါမယ်။ချိုးကိစ္စတွေကြတော့နှလုံးသားတွေရတယ်။မှတ်သားထားရတယ်။ကဲတင်စာရေးပညာပညာကားလေးကတော့အရင်ကြီးလို့ကောင်းမဲ့ထင်ပါရဲ့နော်ပြိသက်တွေကလည်းအကြိုက်တွေ့မယ်လို့ယုံကြည်ပါရဲ့ရှင် ုတ်ကဲ့ပါအခုဆုလက်ဆက်ပြီးတော့ပြပြချင်တဲ့ဇာတ်ကားလေးနှစ်ကားရှိပါတယ်ဒါကတော့လာမယ့်ဧပြီလ25ရက်နေ့မှာယုံတင်ပြသပေးသွားမယ်မဟူယာရုပ်ရှင်ရုံဆိုတဲ့ဇာတ်ကားလေးရဲ့ပြုံးရွှင်ရေပြော်ရဲလားဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးလေးအကြောင်းပါပရိသတ်များအားလုံးကလည်းဒီဇက်ကားတွေကို Facebook ကနေပဲဖြစ်ဖြစ် website တွေကနေပဲဖြစ်ဖြစ် trailer တွေကြည့်ရှုပြီးသားဖြစ်မယ်လို့ထင်ပါတယ်ရှင်။အဲ့ကနေပြီးတော့မှဒါအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ဇက်ကားလေးတကားဖြစ်မယ်လို့လည်းမမှားပါဘူးရှင်။ကဲတင်းဆိုင် ုတ်ကဲ့ပါဒီကားလေးနှစ်ကားပါဆိုလို့ရှိရင်ဒါတင်စာကိုယ်တိုင်လည်းစိတ်ဝင်စားမယ်လို့ထင်တယ်ဆိုလဲကိုယ်တိုင်ဆိုရင်လည်းဒါ Facebook က trailer ကြီးကြည့်ပြီးကြတဲ့အရန်ကိုသဘောကျတယ်ပေါ့နော်အဲ့ထဲမှာမှပထမဦးဆုံးတစ်ခုပြောချင်တာကကြတော့ဆိုလဲမနေ့ကအတင်ပဲ pressure လေးတစ်ခုသွားခဲ့အဲ့ pressure ကဘာ pressure လဲဆိုတော့ပြုံးရွှင်ရေးပြောရလားဆိုရင်ရုပ်ရှင်ဇာတ်ကားရဲ့ pressure ဩအဲ့ဇာတ်ကားထူးဆန်းတာတစ်ခုအကြတော့လေသူက recover ပဲမလုပ်ဘူးလို့ရုပ်ရှင်ကားတော်တော်များများဆိုရင်ဒါ record ပဲလောက်ကြရယ်ပေါ့နော် record ပဲလောက်တယ်အကုန်ကြရယ်ခံကြရယ်ဒါဟိုလူတိများအောင်လို့လောက်တာပေါ့နော်ဒါပေမဲ့ဒီပြုံးရှင်ရေပြောရလားဆိုရယ်ဇာကားလေးကကြတော့သူကဒီ record ပဲကိုမလောက်ဘူး pressure တစ်ခါရယ်တန်းလောက်တယ် pressure လောက်တဲ့ချိန်မှာသူကဘာတစ်ခုအားတာချက်ရှိသွားလဲဆိုတော့ကုန်ကြမဲ့ဈေးကြီးအကုန်လုံးကိုလှူဒန်းဖို့ဆိုပြီးဖြစ်လာတယ် အဲ့ဒီခါမှာဆိုလက်တစ်ခုတွေးလိုက်တာကဘာလဲဆိုတော့အရန်ကောင်းတဲ့ရွယ်ချက်လေးတစ်ခုတွေးလိုက်တယ်ပေါ့နော်ဒီသိန်း90ပေါ့သိန်း90ကိုသူကလှူဒန်းခဲ့တယ်လှူဒန်းခဲ့တဲ့ရွယ်ချက်လေးကလည်းအရန်ကောင်းတယ်တက်ကြီးလူရှင်တော်ဘူပွားရိတ်သားစောက်ဖို့ဆိုပြီးတော့သိန်း90တတီကိုလှူဒန်းခဲ့တာအဲ့ဒါကိုလည်းမင်းရဲ့ဦးမိုးဒီတို့အာလူရှင်တော်ကိုဒိန်းတောင်တို့ပေါ့နော်လာရောက်ပြီးတော့ဒါအလှူလက်ခံကြတာလည်းတွေ့ရတယ် နောက်ထပ်350ကျန်သေးတယ်။အဲ့ဒီ350ကိုတော့စတုပုံမီကဖုန်းတော်ကြီးတင်ပညာရေးကျောင်းလှူဒန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျောင်းမှာဆိုလို့ရှိရင်မိဘောင်းမဲ့ကလေးငယ်တွေဆိုရင်290ကျော်လောက်ရှိရပေါ့နော်။အဲ့ဒီကလေးငယ်တွေအားလုံးအတွက်စီစံနေအပြင်နောက်ထပ်အခုဆိုလို့ရှိရင်350ပေါ့နော်။အလှူငွေ350ကိုလည်းထပ်မံပြီးတော့လှူဒန်းခဲ့တာဖြစ်တယ်။အဲ့တော့တင်စာရေးဘာပဲပြောပြောဒီအလှူတစ်ခုကနော်ထားမြောက်ဖို့ဆိုတာလည်းမလွယ်ကူဘူး။ဒါ record back show လုံးမယ်ဆိုတဲ့အစအကိုဒီကြံ ကုန်ကြမဲ့ဈေးရိတ်တွေပေါ့နော်ဒီဈေးရိတ်တွေအကုန်လုံး300နီးပါးကိုတကယ်အကျိုးရှိမယ်တကယ်ကိုလိုအပ်တယ်လို့ထင်ရတဲ့နေရာတွေကိုဒါလှူဒန်းခဲ့တယ်ဆိုတာအရန်ကိုကောင်းမွန်တဲ့အလုပ်တစ်ခုပဲနော်ဟုတ်တယ်ဒါဖြစ်ပေါ့နော်ဒါကိုအဆုလက်ပြောသလိုဒါကြည့်မယ်ဆိုလို့ရှင်တကယ်ကိုကောင်းတဲ့စိတ်ကူးလေနော်အာဘယ်လိုပါဖြစ်လဲဖြစ်ဖြစ်ဒီဘယ်လိုပြောမလဲကုသိုလ်လဲရှာရဲပြီးတော့ပြိသက်တွေရတယ်ဒါသဘောကျနှစ်ချိုက်လိမ့်မယ်လို့ယုံကြည်ပါတယ်နော်အင်းနေမှာဆိုလို့ရှင်လဲဟိုပြုံးရွှင်ရေပြောရဲလားဆိုရယ် fan group တွေလည်းတွေ့ရအဲ impression နေမှာပေါ့နော် fan group တွေလည်းတွေ့ရဲဆိုတော့ဘာပဲပြောဒီအလှူမျိုးတွေရှိရဲ့ ဒါဒီလိုတွေလှူလိုက်တယ်ဆိုတာကိုလာကြီးရဲ့ပြည်သက်တွေကလည်းသိရဲဆိုလို့ရှင်ဒါအယံဝမ်းတာဝစရာကောင်းတယ်ဟုတ်တယ်เนาะအခုဆိုရင်တက်ကြီးလူရှင်တော့ဘိုးဘွားရေးတာဆိုတာလည်းပေါ်လာတော့မယ်ဒီလိုအလှူတွေကြောက်ပေါ့เนาะဒါကတော့ဒါပြုံးရွှင်ရေးပြောရဲလားဆိုရဲရုပ်ရှင်အဖွဲသားတွေရဲ့ကောင်းမှုတစ်ခုလို့ပြောလို့ရပါတယ်ဟုတ်တယ်เนาะပြီးတော့ဒီလေးပြုံးရွှင်ရေးပြောရဲလားဒီဆက်ကားကလေတင်စာထရေလာကြည့်ရတယ်အယံကောင်းတယ်เนาะဟုတ်တယ်ဘာဖြစ်လို့ဆိုအမကိုနေတိုးသယုတ်ဆောင်ထားတာတို့ပြီးတော့မမျက်လေးရဲ့သယုတ်ဆောင်ချက်တွေကလည်းတကယ်ကိုအမခံမယ်เนาะဟုတ်တယ်တင်စာအခု ပြောတာသူကအဲ့ထရေလာကိုကြည့်တော့မကြည့်ချင်ဘူးအဲ့ဆက် ကားကိုဘာလို့လဲဆိုတော့ကိုရိုင်းတောင်းမချချင်ငိုမှကြောက်လို့ဘာလို့လဲသူကဒရာမာဇာတ်ကားမျိုးကွာဒရာမာတော့မှလုံးဝငိုပြီးတော့ပူဆွေးရမယ်ပုံစံဆွေးနော်ဟုတ်တယ်အဲ့လိုမျိုးဆိုတာလေးကိုကမချချင်ဘူးအဲ့တော့ဒါပေမဲ့မနေ့က pressure ကိုသွားလိုက်တယ်အဲ့တော့ပြိသက်တွေနဲ့ရောနောက်ပြီးဒီတခြားအမှုပညာရှင်တွေနဲ့ရောပါဝင်ကြတဲ့သူတွေပေါ့နော်အကုန်လုံးနဲ့ဒီလိုသွားကြည့်ရတဲ့အခါကျတော့ကိုပေးရသူတွေကလည်းမျက်ရည်တွေထွက် အဲ့လိုမျိုးဆရာဆရာတွေလည်းရှိရေပေါ့နော်တခြားဟိုဇညွန်းရေးတဲ့ဆရာတို့ဒရိုက်တာတို့သူတို့တွေဆိုလို့ရှိရင်လည်းမျက်ရည်လေးဝဲနေရတယ်သူတို့ဇာတ်လမ်းကိုသူတို့ပြန်ကြည့်ပြီးတော့ဟုတ်တယ်ဟုတ်တယ်ဝန်းနေနေကြဟိုပြောချင်တာတကူကတော့ ဇလန်းကဇက်အိမ်လဲခိုင်နေအဲ့လိုအပြင်ကိုတခြားပန့်ပိုးပေးရအပိုင်းနေရာလဲအရန်ကိုကောင်းမွန်နေဒါကြောင့်မလို့ထိရောက်တယ်ပေါ့နော်တရုတ်ဆောင်တွေကလည်းဒါတရုတ်ဆောင်မှုကတော့ပြီးပြင်းနေပြောစရာမလိုဘူးသူ့ character နဲ့သူပပိုင်းနိုင်နိုင်တရုတ်ဆောင်နိုင်နေအဲ့ခါကျတော့ပေးခြင်းနဲ့ message ကလည်းလွတ်လွတ်ကူကူရောက်တယ်ဒီဇကားလေးကကျတော့ဒါမိဘမေတ္တာပွဲတဲ့ဇကားလေးတခုပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒါဖခင်ကနေပြီးတော့သူ့ရဲ့သမီးပေါ်မှာထားရှိတဲ့မေတ္တာဒါသမီးကလည်းပဲကိုယ့်ရဲ့အဖေကကိုယ့်ကိုပြစ်သွားတယ် ဆိုရင်တော့မှဒါမဲ့သူ့ကိုချစ်နေတော့မယ်ဒါသူ့အမြဲတမ်းမျှော်လင့်နေရဆိုတဲ့အကြောင်းမျိုးလေးတွေလည်းပါတယ်ပေါ့နော်အဲ့တော့ဟိုတကယ်လက်တွေ့မှာနေဆိုရင်အယန်းကိုထပ်တူကြရလို့ပြောလို့ရတယ်တင်စားရဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီဆိုလို့တကယ်လက်တွေ့ပေါ်မှာဆိုလူတွေတိတ်ပြီးတော့မသိဘူးတိတ်လည်းမဖော်ထုတ်ကြရတဲ့အကြောင်းအရာတခုဒါကတော့လူရှင်တော်တွေရဲ့တကယ်ဖြစ်ရမှန်ပေါ်ရတဲ့အကြောင်းကိုလည်းရေးသားထားတွေ့ရတယ် လေးပစောမပခါပစောမကလေးကိုတမီကိုလိမ်မအောင်မဆုံးမခဲ့တဲ့ကျွန်တော်အဖေမျိုးကိုဝိုင်းထိုးကြစားပါဗျာဝိုင်းရရစားပါရုပ်ရည်ပြောလားငါပြောတာမပြောတာမင်းဘူးလားမင်းအမေကစံကြီးတာကဘေးလေတမီနဲ့တ냐လောက်တွဲပြီးကပူတင်လို့ပါတမီရဲ့တ냐တယ်ပါတမီရဲ့တမီဖိနေတွေ့ရတော့မအံ့ပြောရဖိနေ Ik doe toch over maar hè ja. Oké dan. We hebben dit weer hebben we ook. နောက်ထပ်ဇာတ်ကားလေးတစ်ခုရှိသေးတယ်။အဲဒါကြောင့်တင်စားလေးခုနကပြောရတဲ့ထမှာပါတယ်။ဟာရုပ်ရှင်ရုံပေါ့နော်။ရုပ်ရှင်ရုံနဲ့ပတ်သက်ပြီးဒါ Dark Cinema ရယ်ဆိုလဲလို့သိရမဟုရာရုပ်ရှင်ရုံဇာတ်ကားဟုတ်တယ်။အဲ့ဒီဇာတ်ကားဆိုရင်လည်းအရန်ကောင်းတယ်။ trailer ကိုချိလိုက်ပြီးကြတဲ့ကတရေကားမှကြိုက်တဲ့သူတွေရုပ်ရှင်ရုံထဲမှာ origin တဲ့သူတွေ ဟာဒါဒါတွေတွက်တော့အစင်တင်မယ်ဒီကလေးကဟုတ်တယ်မလားအဲ့တော့လာရမဲ့ဒီ25ရက်နေ့ဆိုရင်လည်းဒါယုံတင်တော့မယ်အဲ့ခါကျရင်ဒါတရေက crazy လေးအတွက်ကတော့အစင်ပြေရပေါ့နော်နောက်ဒီကရဲမှာထူးခြားချက်တစ်ခုပါဆိုလို့ရရဲ့ဒီမြန်မာနိုင်ငံကတရုတ်ဆောင်တဲ့အပြင်ကိုအိန္ဒိယမင်းသမီးလည်းပါတယ်အဲ့တော့ ဘာတိရလဲဆိုတာအင်ဒိယမင်းသမီးလေးကသူကဒီလို character မျိုးတစ်ခါမှမရိုက်ဘူးလို့ပြောတယ်။အဲ့တော့ဒီစကားလေးနဲ့သူကအမှတ်တရကြီးလည်းဖြစ်တယ်ပေါ့နော်။မြန်မာနိုင်ငံကတရုတ်ဆောင်တွေအနုပညာရှင်တွေနဲ့သူတွဲရိုက်ရတယ်။သူ့အတွက်ကလည်း character အစမ်းလေးတစ်ခုဖြစ်နေတယ်။နောက်တစ်ခုကသင်စာသတိထားမိတာဒီ8 trailer ထဲမှာလေ။ဟောအယုတ်လေးပါတယ်လေ။အဲ့အယုတ်ကနေပြီးတော့မှတရေတရေတွေအော်သိပြီတဖြည်းဖြည်းနဲ့ရုပ်သေးရုပ်လေးလားမသိဘူးရုပ်သေးရုပ်နော်အဲအဲ့ကနေပြီးတော့အဲ့စားသားမှာလေတင်စာကြည့်ရတဲ့လောက်သူတို့ make up ဒီ effect တွေလေတော်တော်လေးကောင်းတာကိုတွေ့ရတယ်။ပြီးတော့သူတို့ရဲ့ဒီ sound system တွေကအစားပေါ့နော်။တကယ်ကိုနိုင်ငံခြားကောင်းကိုကြည်နေရတယ်လို့ပဲ။ဟုတ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ပဲရုပ်ရှင်အောင်မှာရုပ်ရှင်အောင်ဆို။အော်နေရုပ်ရှင်အောင်လည်းကြည့်အောင်လေ။ I'm Yedi, Finance Manager of the Festival. Nice to meet you. မင်္ဂလာပါ Amriya. Nice to meet you too. ဒီကမီးလောင်ထားတာဘောလား။

எனக்கு தமிழ் பேச முடியுமா பொண்ணு நான் தமிழ் வளர்ந்தது அமெரிக்கா ஆனா வீட்டிலே எல்லாரும் தமிழ் பேசுங்க ஏய் பசங்க ဲ့တော့ဒါကတော့လာမယ့် April 25နေ့ကြလို့ရှိရင်တင်စားလည်းမကြည့်ရသေးဘူးဆိုလို့ရှိရင်တူတူသွားကြည့်ဖို့ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ဆုနဲ့ပုံမှာတင်စားတတိယရအဲ့ဆို April 25ရက်နေ့မှာဒီမဟူရာရုပ်ရှင်ကလည်းရုံတင်မယ်ပြီးရခါမှာဒီပြုံးရွှင်ရေပျော်ရလားသူကတရက်ထဲ နှကားစလုံးကိုတပြိုင်တည်းတကယ်ကိုကားကောင်းနေပြိုင်ရတယ်ဟုတ်တယ်အဲ့တော့ဟိုတေးချတာတကွာတော့ရုပ်ရှင်ရောမှာကြိတ်ကြိတ်တိုးနေမှာတော့တေးချတယ်เนาะရုပ်ရှင်ကိုကြိုက်တဲ့ပရိသတ်တွေအတွက်တကယ်ကိုတည်င်းကောင်းတစ်ခုပါပဲเนาะဟုတ်ပါရဲ့တင်စားဟုတ်ကဲ့ပါဆူလဲတော့အခုတင်ဆက်ပေးသွားမယ်နောက်ထပ်လာမယ့်အဆီဇင်လေးမှာလည်းပြုံးရွှင်ရေပျော်ရယ်လားဆိုရဲရုပ်ရှင်ဇာတ်ကားကြီးအဓိကဖန်တီးသူအနုပညာရှင်တူကိုလည်းဖိတ်ခေါ်ထားပါတယ်သူနဲ့တူပြန်လာခဲ့ပါမယ်ရှင် မင်္ဂလာပါရှင်အခုတင်ဆောင်နေတူတူရှိနေတာကတော့ဝိထုစာရေးဆရာဆရာအကြည်တော်ပဲဖြစ်ပါရှင် ဆရာမင်္ဂလာပါရှင့်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာရဲ့ဝတ္ထုတွေအားဆိုရင်ပေါ့နော်လူကြီးလူငယ်မရွေးပေါ့နော်အရင်ကကြိုက်နှစ်သက်ကြရဲ့ပြီးတော့ဆရာရဲ့ဒီဟာသာဝတ္ထုတွေအားဆိုလို့ရှိရင်လည်းဒါပရိသတ်တွေချာမှာအရင်ကရေပန်းစားခဲ့ရဲ့ပေါ့နော်အဲ့တော့ဒီဆရာရဲ့ဟာသာဝတ္ထုလေးနဲ့ပတ်သက်ပြီးတော့ဆရာပရိသတ်တွေအမှတ်တရရရှိအောင်ပြန်လည်ပြောပြပေးပါဦးရှင်ကျွန်တော်1998ခုနှစ်မှာစာစာရေးပါတယ်ရန်ကုန်တော့1994ခုနှစ်မှာစာပြီးတော့တက်လာတယ်စာရေးမယ်ဆိုပြီးတော့98ခုနှစ်မှာဝတ္ထုတိုလေးတွေစာရေးအဲ့ဒီတော့အကူကူကြီးဆိုတဲ့ကလောင်နာမည်နဲ့ရေး တယ်အာပြီးတော့2003ခုနှစ်မှာကဝေပြူကြီးနေတယ်ပေါ့အဲ့ဒါလေးကိုအစားထုတ်တယ်အဲ့ဒီကနေစပြီးတော့ဒီနေ့အထိပေါ့ဟုတ်ကဲ့ပါဆရာပြီးတော့ဒီဆရာရေးသားခဲ့ဒီဟာသားဝိထုလေးအပြင်ပေါ့နော်ဝန်းနေဆရာရင်းနေဆရာကောင်းလာရဲ့ဒီဝန်းနေဆရာဝိထုလေးလည်းရှိရပေါ့နော်အေးဝိထုလေးတွေကိုဒါရေးသားခဲ့မှုအပိုင်းလေးကိုလည်းသိပြရစေဟုတ်음ကျွန်တော်ရေးတဲ့ဝိထုတတော်များများမှာတော့အလိုဟာသားတွေကြီးပဲလဲပါတယ်များသောအားဖြင့်အလိုဒရာမာနဲ့ပြန်ပြီးတော့ချိုးရတဲ့ဟာလေးတွေရှိတယ်ဒရာမာသီးသန်းကတော့ တအုပ်နှစ်အုပ်ပဲရှိတယ်ဟိုအများသောအားဖြင့်တော့ဟိုအချစ်ဝတ္ထုတွေရေးတော့လည်းအဲ့လိုမျိုးသူများတွေကပြောကြတယ်ပထမပိုင်းမှာရည်ရပြီးတော့နောက်ပိုင်းမှာဟိုမညာကြဘူးလေမညာကြတော့ဝမ်းနေစရာကောင်းနေပေါ့ဘာဖြစ်လို့အဲ့လိုလောက်တာလဲပေါ့နော်ကျွန်တော်ပြန် ပြောပြရဲကိုမမညာတာကိုညာတော့ပညာပြီးမှာပေါ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါဆရာနောက်တစ်ခါပေါ့เนาะဒါခုနဆရာပြောပုံအရဆိုလို့ရှင်ဒါကဝီပြိုးဤနီတန်းတို့ဆရာဒါစပြီးတော့ရေးခဲ့2003ခုနှစ်ပေါ့เนาะဒီစောက်တွေဆိုလို့ရှင်ဒါလူကြိုက်များတယ်နောက်ပိုင်းမှာဆိုရင်ဒါရုပ်ရှင်ဖြစ်နေပြောင်းလဲလာတယ်လည်းရှိရပေါ့เนาะဆရာနောက်တစ်ခါဟိုတမိမေးချင်တာတော့မနေ့က pressure လောက်သွားတယ်ပြုံးရှင်ပြောရလားဆိုတော့ အဲဒီစောက်လေးအကြောင်းပေါ့နော်ဒါကပထမသမီးတို့သိထားတာကကြတော့အကြီးတော်ရေးထားတယ်ဆိုပြီးတော့ပြုံးရွှင်သည်ငိုတက်သည်ဆိုရယ်ဝတ္ထုပေါ့နော်အတက်နဲ့နှစ်ဆိုပြီးတော့ရှိရလို့သိရဆရာဟုတ်အခုကကြတော့ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့သမီးကဒီတက်နှစ်ကိုအပြည့်ရိုက်လို့မရတော့ဘူးပေါ့နော် duration ကဒါကြာသွားမယ်လို့ကြားရဆရာအဲ့တော့သူကဒီဇန်ညွန်းတွေကိုပြန်ပြင်ပြီးတော့ရေးတဲ့အခါမှာဆိုလို့ရှင်ဒီဆရာရေးထားတဲ့ဇန်ညွန်းကိုတော့မပြောင်းလဲလိုက်ဘူးဒါပေမဲ့ချုပ်လိုက်တယ်လို့ကြားရပေါ့နော်ဆရာဒီပုံမှာဆရာအနေနဲ့ပြောပြပါအောင်ဆရာ သူကအဲ့ဒီဇက်သားကိုပဲအဓိကယူလိုက်တာပေါ့ကျွန်တော်တို့ကဟာသားဝတ္ထုရည်တဲ့သူတွေဝတ္ထုရည်တဲ့နေရာမှာတော့လူတွေကိုဆွဲဆောင်မှုရှိအောင်ကျွန်တော်တို့ဟာသားလေးရည်လိုက်ဒီဘဝအကြောင်းလေးပြန်ပြီးတော့ပေါ်ပြလိုက်ဆိုတော့သူကမျှတော့မျှတတ်နေတာပေါ့နော်အဲ့သူကဇက်ကျော်ယူကြီးရောဒရမာကျော်ယူကြီးပေါ့ဒီဖြစ်ဖြစ်နေတဲ့ဒီပြုံးရွှင်ရယ်ဆိုတဲ့လူတယောက်ကသူ့တမီတယောက်နဲ့အခက်ခဲတွေကိုရေးလာတာ哦အဲ့တော့သူဇက်ကျော်ယူရောဒရမာကြီးပေါ့ကျွန်တော်ကကျွန်တော်တို့က ကျွန်တော်ကဒီစာအုပ်မှကျတော့ဟာတလေးနဲ့ရည်အောင်လုပ်လိုက်တာပေါ့နော်ဒါပေမဲ့တကယ်ခုနသမီးပြောသလိုပေါ့ရွှေရှင်ရိုက်တဲ့အခါနှစ်ဥတွေဖြစ်နေတော့ဒီဟာကိုပြန်ပြီးတော့ချုပ်ပြီးတော့ရိုက်ရတာပေါ့ရိုက်ရတော့ဟာတတွေကိုတော့ပြန်ဖြုတ်ရတာပေါ့နော်ဟာတတွေဖြုတ်ပြီးတော့ဇက်ကြော်ကြီးပဲယူလိုက်တော့တကယ် drama ဝတ္ထုစစ်စစ်ကြီးဖြစ်သွားတာပေါ့သမီးတို့ဒီ trailer တွေစကြည့်တော့အရင်ဒီကားကိုလေအမှန်တိုင်းသမီးပြောရမယ်ဆိုရင် မကြည့်ချင်ဘူးဘာမှမကြောက်လို့မကြည့်ချင်ဘူးဒါပေမဲ့ဟိုသွားကြည့်လိုက်တဲ့အချိန်မှာအစနေပြီးတော့ပြီးသွားတဲ့အထိပေါ့နော်ကိုကမသိလိုက်ဘူးမျောပြီးတော့လေဒါတကားလုံးမှာတကယ်လည်းပဲလက်တွေ့မှာဖြစ်နိုင်နေဆိုရဲဟာမျိုးတွေဖခင်တယောက်ရဲ့မေတ္တာတွေမြင်ရတယ်ပြီးတော့တမီးဆိုလို့ရှင်လဲဒါသူ့အဖေပေါ်မှာဒါနာကြီးတဲ့စိတ်မရှိဘူးပေါ့နော်အဲ့ဒါကိုပေါ်ပေါ်လွင်လွင်နဲ့ရီးသွားနိုင်တာကိုလည်းတွေ့ရပေါ့နော်ဆရာဒီပေါ်မှာဆရာရဲ့အမြင်လေးရယ်ပြီးတော့ဒီဇာတ်ကားကိုကြည့်ရတဲ့အတွက်ကြောင့်ဆရာရဲ့ခန်းစားချက်လေးပြောပြပါအောင်ရှင်อืมမနေ့ကသွားကြည့်ရတော့အဲ့လိုမျိုးပေါ့လေကိုလည်းတစ်ခါမှမကြည့်ရဘူး ဒရမာလည်းကိုတိတ်ဟိုတိတ်ကြိတ်လာတာတော့ဟုတ်ကဲ့ပါလေဒါမှသူတို့ဟိုရိုက်လိုက်တော့လို့ဒရမာကဖြစ်တော့တော်လေးကိုဝန်းနေစရာကောင်းတော့ငါတို့လည်းဝန်းနေစရာကောင်းရေးမိလားဗောနော်အဲ့လိုစိတ်မျိုးဖြစ်မိတယ်နောက်ပြီးတော့ကျွန်တော်တို့ဇီမာကတန်ရုံးစင်နဲ့ဖွဲ့စည်းကြတာလေမြန်မာလူမျိုးတွေကမိဘအသားသမီးကိုချစ်တယ်အသားသမီးကမိဘကိုချစ်တယ်ဘလောက်ပဲဟို အပြုတ်မှုရဟိုပညာအဆင့်တန်းမဲ့နည်းလို့ပဲဖြစ်ရိုင်းဆိုင်ကောင်ရိုင်းဆိုင်ရမယ်အပြောစုမှာအဆင့်မပြတာရှိခြင်းရှိမယ်ဒါပေမဲ့အလုံးကတော့ဒီမိသားစုစိတ်ဓာတ်နဲ့နောက်တယောက်ကိုတယောက်ဖြစ်တဲ့တန်ရုံးစဉ်ပေါ့နော်အဲ့ဒါတကယ်ခံခံမှမှရှိရယ်ကဘာမှအဲ့လိုမျိုးမရှိကြဘူးလीနော်ဆက်ရှင်နေပြေးတော့လို့ရှင်ခလေးတယောက်အင်းခွဲပြေးရတာဒါမှမဟုတ်လို့ရှင်တွတ်တူတန်းနေရတာကျွန်တော်စီမှာကျတော့အသက်ရွယ်ဘလောက်ပဲမိဘနဲ့သားသမီးနဲ့အတူတူနေကြတာပေါ့အဲ့အဲ့လိုမျိုးဆိုတော့ ဒီလူဇက်မျိုးတွေကအများကြီးဖြစ်နေတာပေါ့နော်အဲ့ဒီဟာကိုပဲကျွန်တော်ပြန်ပြီးတော့အခြေခံပြီးတော့ရေးတာပေါ့ကျွန်တော်ဟိုလိုမျိုးလေးအခြေဝတ္ထုဒီဘာတွေရေးမှဆိုလို့ရှိရင်လည်းတကယ်ဖြစ်နိုင်တဲ့ဟာမျိုးပေါ့နော်အဲဒရာမာဆိုလို့ရှိရင်လည်းနှစ်ခုလောက်အလိုမျိုးအဖေနဲ့သားနဲ့အဖေနဲ့သမီးနဲ့အဲ့ဒါမျိုးတန်ရုံးစင်တွေပဲဟိုရေးလေးရှိတာပေါ့ကျွန်တော် ဟိုကျွန်တော်အာတာဟိုငါကျွန်တော်အာတန်တာပေါ့ဟာလေအော်သူများရိရေးတလို့အာတယောက်နဲ့တယောက်အားပြိုင်ပြီးတော့ဟိုဒရာမာလုပ်တာမျိုးကျွန်တော်သိသဘောမကျဘူးလေဒါအခုကြည့်ရတော့လေကောင်းပါဟိုကျင်းပါ ဟုတ်ကဲ့ပါဆရာ။ဘာပဲဖြစ်ဖြစ်ဟိုဝှထုတုပ်ပဲဖြစ်ဖြစ်ရုပ်ရှင်တကားပဲဖြစ်ဖြစ်ဒါကြည့်ရှုသူပြိသက်တွေဒါစာဖတ်သူပြိသက်တွေကိုဒီရနေကိုထိပို့အတွက်ကတမျိုးတကယ် reality life ကိုရဲ့လက်တွေ့ဘဝနဲ့ထပ်တူကြဖို့ကလည်းအရေးကြီးရယ်ပေါ့နော်။ခုနကဆရာပြောသလိုပဲဆရာရဲ့အသက်ချက်ကဒါတမျိုးအတွက်ကတော့အများနဲ့အမှတ်တရဖြစ်စီရယ်ပေါ့နော်ဆရာ။ဟုတ်ကဲ့ပါမနေ့ကဆိုလို့ရှိရင်အားလုံးပဲစိတ်ဝင်စားနေကြတယ်ပြောရှင်ရပြောရလားဆိုရယ်ရုပ်ရှင်ကြီးရဲ့ pressure ကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဆရာလည်းအခုတူတူဆူလဲရုံနဲ့ရှိနေတဲ့အတွက်ကြောင့်မလို့ပြိသက်များအားလုံးကဒီ pressure လေးကိုသွားရောက်ခဲ့တဲ့ပုံလေးတွေ pressure ကအနုပညာရှင်တွေရဲ့ interview တွေနဲ့အတူပွဲရဲ့လှုပ်ရှားမှုမြင်ကွင်းပုံရိပ်တွေကိုဆက်လက်နဲ့အတူတူကြည့်ရှုရင်နောက်အဆီဇင်တွေမှာလည်းကြံပါသေးရဲ့ဒါဆိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးမှာမို့လို့ပြန်လာခဲ့ပါမယ်ရှင် ီတော်ကနေပြီးတော့တကယ်ကိုသပင်နဲ့ပတ်သက်ပြီးတော့ဒီလူရှင်တို့တယောက်ရဲ့အကြောင်းကိုတံပိုးထားပြီးတော့ရေးတယ်ကျွန်တော်တို့ကလည်းတကယ်ကိုမြတ်မြတ်နွန်းနွန်းတံပိုးထားပြီးတော့ကျွန်တော်ရိုက်တယ်အခုအချိန်ထိပေါ့နော်လူရှင်တော်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီလိုမျိုးလူရှင်တော်တွေကိုရဲ့ဘိုးဘွားရိုက်တာပေါ့နော်လူရှင်တော်ဘိုးဘွားရိုက်တာကိုတည်ထောင်ဖို့အတွက်ကျွန်တော်တို့ဒီဒီပြုံးရှင်အဖွဲ့သားတွေရပြီးတော့လူတန်းတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကနုပညာပေါ်မှာကျွန်တော်တို့ ဟိုရက်တည်နေတယ်ဆိုပေမဲ့ဒီလူရှင်တော်တွေရဲ့ live လူရှင်တော်တွေရဲ့ဘဝတော်တော်လေးလဲဟိုကျွန်တော်သနာစရာကောင်းတယ်နောက်ပြီးတော့တော်တော်လေးလဲအရေးပါတဲ့အရာရောက်တဲ့အဲဒီဟိုလူရှင်တော်တွေဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်တို့ကဒီကားကိုရိုက်တဲ့အချိန်မှာရောနောက်ပြီးတော့ဒီကားကိုယုံမတင်ခင်အချိန်မှာရောပေါ့နော်ကျွန်တော်တို့လူရှင်တော်တွေနဲ့ပတ်သက်ပြီးတော့ဟိုတချို့ဟိုဒီအကြောင်းအရာလေးတွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးတာမျိုးတွေရှိတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီခံစားပြီးတော့တကယ်ကိုပေါ့နော်ရင်ထဲမှာတကယ်ကို ကျွန်တော်တို့ ဟိုရင်ထဲကိုတကယ်ရောက်ပြီးတော့မှရိုက်ကူးခဲ့ရတာလေဖြစ်တဲ့အခါကျတော့အရန်လဲအဲကိုကိုကိုကျေနပ်မိပါတယ်ဗျာကိုကြီးတော်ရဲ့ဇာလန်းကအဲပြောင်းရှင်တင်ငိုရက်တည်းကအပိုင်း1နှစ်ရှိတာပေါ့ပိုင်း1နှစ်ရှိတော့ကျတော့ကျွန်တော်တို့ကအဲ့ဒါဥသာရုပ်ရှင်ဒီ2နှစ်နာရီသာရိုက်မယ်ဆိုရင်ကျွန်တော်ကဘလုံးမဆန့်နိုင်ဘူးမဆန့်နိုင်တဲ့အတွက်တော့ကျွန်တော်တို့တချို့သောအခန်းတော်တော်များများကိုတော့ကျွန်တော်တို့ဖြတ်ပလိုက်ရပါတယ်ကျိုက်ထားတဲ့အချိန်မှာကျွန်တော်က3နာရီနဲ့မိနစ်40သာရှိတယ်။အခုတကယ်ကြမ်းပြတဲ့အချိန်မှာတော့2နာရီကျွန်တော်တို့2နာရီသာပဲရှိပါတော့တယ်။အဲ့တော့ဝိတ္ထုတွေက အကြောင်းအရာပြည့်ပြည့်စုံစုံကတော့ကျွန်တော်တို့တချို့ဟာသာခန်းနေဆိုလည်းမပါနိုင်တော့ပါဘူးတချို့ဇာတ်ဝင်ခန်းနေဆိုလည်းကျွန်တော်တို့မပါနိုင်တော့ဘူးပေါ့နှစ်နာရီစာရုပ်ရှင်အတိုက်တိဖြတ်ထားတဲ့ပုံစံအတိုင်းပဲရိုက်ကူးထားခြင်းဖြစ်ပါတယ်ပြင်ဆင်ထားခြင်းတော့မရှိပါဘူးလျှော့ပြီးတော့ပဲရိုက်ထားခြင်းဖြစ်ပါတယ် င်္ဂလာပါရှင်အခုဆိုလို့ရှိရင်ဒါဆက်လက်ပြီးတော့ဆရာအကြည်တော်ရဲ့ဝိထုလေးအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပြီးတော့ပါအောင်မယ်ရှင်ဆရာမင်္ဂလာပါဟုတ်ကဲ့ပါဆရာပထမအဦးဆုံးအနေနဲ့ပေါ့နော်ဒီပြုံးရွှင်ရေပြောရလားပေါ့နော်ဒီဇလန်းလေးဟာဆိုလို့ရှိရင်ဆရာဖြည့်ရမှန်ကိုအခြေခံထားလားဆရာအနေနဲ့ဘလို့အကြောင်းဒီဇလန်းလေးကိုပေါ့နော်အကောင့်ထဲပေါ်ပြစ်သွားရလဲပေါ့နော်ကျွန်တော်မွန်လမြိုင်မှာနေတော့ကျွန်တော်နေရရက်ကအဲဒီဇက်ရက်ကလို့ပြောရမှာပေါ့နော်ဇက်တွေအများကြီးရှိတယ်အဲဒီ အဲ့တော့ကျွန်တော်အဲ့ဇက်ကမာလေးကိုတော်တော်လေးကိုတတဝင်ဝင်သိတယ်အင်ကောင်းရင်မှလည်းအဲ့ဇက်ပွဲထောင်တဲ့လူတွေရှိတယ်အင်ချေရင်မှလည်းအဲ့ဇက်ပွဲထောင်တဲ့လူတွေရှိတယ်ရှိတော့ကျွန်တော်အဲ့ထိုင်ကြည့်နေနေဟိုသူတို့ရဲ့တကယ်တဘာဝကိုသိရတာဗောနော်ဇက်သမားတွေလည်းအများကြီးနဲ့အာဇက်စင်မမသာလူတွေရဲ့ပုံစံတမျိုးမြင်ကြရတာလေဒီစင်အောက်ကဟာကိုကျတော့စင်အောက်ကဘဝကိုကျတော့တုံယုံတုံယုံလူတွေရဲ့မမြင်မိကြဘူးဥပမာဇက်ပွဲကြည့်တယ်ဆိုလို့ရှိရင် ျွန်တော်ကစင်မောအဖြစ်ပြက်ကိုပဲကြီးလိုက်တာပေါ့နော်စင်မောမလူရှင်တယောက်ကရည်ရပြောရဆိုလို့ရှင်ရည်ရတယ်အာဒီလူကြီးကတော့ရည်ရတယ်ဆိုတာတော့ပဲမြင်တာလေဒီစင်အောက်ကသူသူဘွားရဲ့အခက်ခဲကိုမမြင်မိကြဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီသူဘွားရဲ့တကယ်ရည်စရာလုံးနေတဲ့လူတွေရဲ့တကယ်ဘဝအခက်ခဲတစ်ခုပေါ့နော်ကျွန်တော်ပြန်ပြီးတော့တင်ပြတာဟိုတကယ်ဖြစ်ရမှလားဆိုရင်တော့ဒီလူတူညီတဲ့ဖြစ်ရမှမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အတော်များများကတော့ ကျွန်တော်ရေးရဝတ္ထုနဲ့အတိုင်းညီကြပါဟုတ်ကဲ့ပါဆရာပြီးတော့အဲ့ဒီဝိထုထဲမှာဆိုရင်ပေါ့နော်နောက်ထပ်ဇက်ကောင်တစ်ခုပြည့်စိန်တင်ပေါ့နော်ဟုတ်ဟုတ်ဟုတ်မစိန်တင်ရဲ့ဒီ character လေးနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဒီဖန်တီးမှုအပိုင်းလေးကိုသိပြရစီရှင်ဟုတ်အဲ့ဒါလေဇက်နေမှာရှိရရင်သမားတွေဘာတွေရသူတို့ညကြီးလေများများမရကြဘူးဒါပေမဲ့သူတို့ကဒီဇက်သပင်ကိုပဲဆွဲလန်းနေတဲ့လူတွေရှိရသူတို့ဒီဇက်ကလွယ်ပြီးတော့ဘယ်ကူမှမထွက်ရဘူးဒါပေမဲ့ဇက်သားကနေရတာ ဟိုဟိုရတဲ့ညကြီးလည်းအရန်နေတဲ့ပညာကြီးလည်းနေတဲ့အခါဇီးရိုက်တွေကျန်းနေတာမျိုးတွေလည်းရှိတယ်။ဒီရင်းသမားတွေမဟုတ်တချို့ဆိုကားဆွဲလုပ်တယ်ပတ်စံဘလောက်မှမရဘူး။အပြင်မှာအလုပ်လုပ်လို့ရှိရင်အများကြီးပိုရနိုင်တယ်။ဒါမှမဟုတ်သူတို့အပြင်မှာတော့မလုပ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဇာတ်ပင်ကိုဆွဲလန်းနေတာပေါ့နော်။အဲကျွန်တော်ဖန်တီးတဲ့အမျိုးသမီးအဲမက်ဆင်တန်ရလေအဲကာရက်တာပဲသူကဒီဇာတ်ပင်ကိုဆွဲလန်းနေတယ်ဒီမှာဟိုနေနေရတာသူပြောနေတယ်ပြီးတော့ဒီမှာသူ့အတွက် ဒါအဆင်မပြေတဲ့အခါစရိုက်ကြီးကျန်းနေတယ်အဲအဲ့တဘုံမျိုးနဲ့ကျွန်တော်ဖန်တီးတာတော့နင်းတဲ့ငါနဲ့ညဟုတ်တယ်ဟုတ်တယ်ညတော့ကနင်းမှုမှုနဲ့နင်းနဲ့ငါဟိုဟာဖြစ်ကြတယ်ငါတို့ဆက်ထဲမှာဒီလိုမိမမျိုးမရှိဘူးရှင်းလေအဲ့လိုမိမမျိုးမထားဘူးဘသူ့ကိုထိခိုက်လို့လဲဆက်စရာရဲ့ဒီဆရာကုနာပြောရဲဟိုဇက်သက်ပင်ဆိုတာလည်းသမီးတို့နဲ့လည်းမစိမ့်ဘူးပေါ့နော်။ဘာလို့ဆိုတော့ပွဲလန်းသပင်ဆိုတာလည်းအမြဲတမ်းရှိနေရဲ။အဲ့ဒီအချိန်မှာဆိုရင်ဒါရက်ွက်တိုင်းလိုလိုကဇက်သက်ပင်တွေကိုခေါ်ပြီးတော့ဟို ဒီဇက်ရဲ့အရှိမမှာဆိုရင်ဒါကြီးရဲ့သူအနေနဲ့အော်လှကြရဲမိတ်ကပ်တွေနဲ့အရန်ကိုအဆင်ပြေနေကြရဲရည်နေကြမောကြရဲကကြရဲပေါ့နော်လှလှပပလေးကိုဝတ်ဆင်ထားရဲပေါ့ဒါပေမဲ့ဒီကလကာရဲ့အနောက်ကိုရမှာဖြစ်နေတာကြတော့ဒါဘယ်သူမှမသိဘူးပေါ့နော်ဆရာခုနကပြောသလိုပဲဒါသူတို့ရဲ့တကယ်လက်တွေ့ဘဝမှာပူပန်ရတယ်တော့ကရောက်ရတယ်ဒီလိုအဖြစ်ပြက်တွေလည်းရှိရဲဒါအခုဆရာကကြတော့ဒီပြုံးရွှင်ရပြောရဲလားဆိုရဲဇက်ကလည်းတက်တည်ပြသွားတယ်ပေါ့နော်ဆရာအဲ့ဒီလိုပဲဆရာအနေနဲ့ဘဝတရုပ်ဖော်ရေးထားတဲ့စာအုပ်တွေရှိရင်လည်းပြောပြပေးအောင်ကျွန်တော်ရေးချင်ပါဘု ဝသီဥဖို့တော်တော်များများရေးချင်ပါတယ်ဒါပေမဲ့အသက်အရွယ်တစ်ခုအရာပေါ့နော်ကျွန်တော်ဟိုမရေးဖြစ်သေးတာနောက်ပြီးတော့တော်တော်များများလည်းကျွန်တော်ဟာတာအနေနဲ့ပဲမြင်ရတယ်လေရေးခဲ့မှုတွေဝတ္ထုတွေရှိပါတယ်အဲ့လိုရုပ်ရှင်ရိုက်လို့မရရဟာမျိုးတွေပေါ့နော်ဒရမာဝတ္ထုတွေကျွန်တော်ဟိုအသက်အရွယ်တစ်ခုရောက်လို့ရှင်တော့ကျွန်တော်အဲ့လိုဝတ္ထုမျိုးတွေ ်များများရေးဖြစ်မဲ့လို့တော့ထင်ပါတယ်။တရားနေနေပေါ့နော်ဒီဟာသားတွေကိုဒီဖန်နီးရတာနဲ့အဲ့လိုမျိုးဝန်းနေဆရာကောင်းတဲ့ဝတ္ထုလေးကိုဖန်နီးရတဲ့အခါမှာအဲ့လိုကြွားချောင်းမှုလေးရှိနေတယ်သိရစေရှင်ဟုတ်။ဟာသားကြီးရတာအရန်ခက်တာပေါ့ဟာသားကြီးရတာစင်းသားရတဲ့ဘုံမဲ့ခက်တယ်ရေးရတဲ့ဟာလည်းခက်တယ်လူတယောက်ကဇာချောင်းနေရွေးကြည့်ပြီးတော့ရည်ရောင်လို့ရတာပုံခက်တယ်လေနော်။အမလူရှင်တော်လူရုပ်နဲ့ပြောင်ပြလိုက်တာမျိုးကျွန်တော်ကလုပ်လို့မရဘူး။ဘာလို့လဲဆိုတော့စာချောင်းနဲ့လည်းလို့ရတော့ဟာသားစာပြီးဆိုအခက်ဆုံးပဲ drama လွယ်ပါတယ် drama ဒီတော့ drama ရေးမှဆိုကျွန်တော်ဒီမှာအများကြီးပဲလေဟုတ်ကဲ့ပါဆရာအာလူတိုင်းက drama တွေဖြစ်နေကြတာကြီးပဲအဲ့တော့ ဟာတန်းရဲ့ drama နဲ့ရှင်လို့ရှင်တာဟာတာအများကြီးပူခဲ့ပါဟုတ်ကဲ့ပါခင်နောက်တစ်ခုဆရာကိုမေးချင်တာဆရာကို27ရာစုမှာမှပေါ်ထွက်လာတဲ့ဒါဟာတာဆရာပေါ့နော်ဆာရေးဆရာဆိုပြီးတော့တည်ကြရဲဆရာဘာလို့လဲဆိုတော့ဒီအကြီးတော်လို့ပြောလိုက်တာနဲ့တမီးရောဟာတာနဲ့တွဲမြင်တယ်ပေါ့နော်ဆရာဟိုငငယ်တုန်းကလည်းဒါတမီးရောဖတ်ပူတဲ့စာအုပ်တွေဆိုရင်လည်းဟာတာကတော်တော်များရဲ့ drama အရင်နေရပေါ့နော်ဆရာဒီပုံမှာဆရာအနေနဲ့ဘာဖြစ်လို့ကိုကဆာရေးတော့မဲလို့စဉ်းစားလိုက်တဲ့အချိန်မှာဟာတာဝတ္ထုတွေကိုရေးဖို့အတွက်ပေါ့နော်ပို့ပြီးတော့အာတန်နေခဲ့ရလဲဆရာငငယ်လေးကကျွန်တော် တို့အဖေကထိန်းချောင်းပုံကအဲ့လိုမျိုးပဲသူကအဲရုပ်ရှင်ကားကောင်းရင်ဟာတာကားဆိုလို့ရှိရင်စာမောဖြစ်နေလေသူလိုက်ပြပြီးတယ်နောက်ပြီးတော့သူကဆရာတော်ရာဆွေရောဆရာဇဝနာရောတော့ crazy ဖြစ်တယ်အဲကျန်တဲ့ဆရာတက္ကသိုလ်ဖုန်နိုင်လည်းသူ crazy ဖြစ်တယ်ဒါမှကျွန်တော်တို့ဖတ်ခိုင်းတာများတော့ဖြစ်ဟာတာဟာတာဆိုတော့နောက်ပြီးတော့ကျွန်တော်တို့တော့မှနေရတော့ ဘာဟုအခြေခံဖတ်ရလဲဆိုအခက်ကရွှေသွေးလူဒီဇာတို့ပေါ့နော်ရွှေသွေးလူဒီဇာတို့မှာဆိုလို့ခလေးတွေနဲ့တင်းတော်တွေဟာတာတွေပေါ့အဲအဲ့ဟာမျိုးတွေဖတ်ပြီးတော့ကြီးလာတော့အဲကိုယ့်အကိုအရွယ်ရောက်လာတဲ့အခါမှာလဲအဲ့လိုမျိုးဒီဟာတာစိတ်ပဲပို့ပြီးတော့ကြီးဆုံးနေတာပေါ့နောက်ပြီးတော့ဒီရန်ကုန်တက်လာတဲ့ဒီအနုပညာအလုပ်တွေလာလုပ်တဲ့အခါဒီလူတွေအကြောင်းအသီးသီးချာချာလေးလာတဲ့အခါကိုမအောင်မြင်မင်းနဲ့ဒီတိုင်းရောက်လာလေဖြစ်နေတဲ့အခါမှာကိုက အမြင်နဲ့ပို့ပြီးတော့ကမောက်ကမားတွေဖြစ်လာ။သူမြင်တဲ့အမြင်နဲ့သူများနဲ့မတူဘဲနဲ့ဟိုတမျိုးတွေဖြစ်လာတာပေါ့။အဲအဲအဲ့ဒါတွေကိုဟိုအခြေခံပြီးတော့ဟိုငငယ်တွေကကျွန်တော်အဖေမိဘထင်ကြောင်းလာပဲပုံစံနဲ့ပေါင်းလိုက်တော့ကျွန်တော်ဟာတာကိုပဲပို့ပြီးတော့တန်သွားတယ်။အဲ့ခက်က စရတိုင်မင်းတို့ဘာဘာလို့ကျန်နေဆိုင်ဆရာကြီးရတော့အဲ့လို modern တို့ post modern တို့တကယ်ဟိုရင်းနေတဲ့အချိန်မှာ ကျွန်တော်လည်းရင်းမှာဆိုတော့ဘာရင်းမလဲပေါ့နော် line ကိုရွေးရတော့ရွေးတော့ကျွန်တော်တကယ်အာသန်တာဒီဟာတာပဲဖြစ်နေတာဟာတာကိုရွေးဖြစ်တာဟုတ်ကဲ့ပါဆရာဘာပဲပြပြဒါတမျိုးအာဟာတာစာပေဆိုပြီးတော့ဒါခလေးတွေအတွက်ဆိုရင်လည်းထိရောက်တယ်နောက်တစ်ခုကကျတော့ဒါခလေးကျရင်ပေးခြင်းနဲ့ဟော message ပေါ့နော်ဆရာအဲ့ message တခုကိုဟာတာလေးနှောလိုက်တဲ့အချိန်မှာလူတွေကပုံမှတ်မိသွားတယ်ပေါ့နော်ဆရာဒါမျိုးလေးတွေလည်းရှိရဲ့ဆရာဟုတ်ကဲ့ပါသူကဒီလိုအဲ့ဒါကတော့ဟိုရှစ်ခစ် theory တခုလို့ပြောမှန်းဆိုလို့ရှင်ဟိုမှာပေါ့အဲကောင်းမလေးတယောက်တူလို့ရှင်ဟဲ့မိမနေပဲသွားမလို့လေဆိုလို့ရှင်ဟိုကိုမိမကိုပါရိုက်မှာပေါ့နော်ဟုတ်ကဲ့ဆရာတကြံတန်ကြံနေတကြံတန်နေပေါ့ဟုတ်တကြံတန်ကြံနေနေ အမေခြေမပြောက်လို့ရှာတူတူတူပဲတူပဲဆိုတော့ကောင်းမလေးကပြုံးသွားတယ်သူတဘောကတော့တူတူပဲအဲငါမိမတွေ့ပြီဆိုတဲ့တဘောပဲအဲအဲ့တဘောပေါ့နော်ဟုတ်ကဲ့ပါဆရာအရန်လဲတောင်ဆရာခုနပြောတဲ့ပုံရဆိုရင်အရန်လဲချစ်ဖို့ကောင်းတယ်လေနော်ဆရာဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုဒီတစ်ပတ်မှာဆိုလို့ရှိရင်ဆရာအကြီးရောနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့ဝတ္ထုတွေအကြောင်းတွေရောရုပ်ရှင်ကားတွေအကြောင်းတွေရောဆွေးနွေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်မှာလည်းဆရာအကြီးရောရဲ့ဝတ္ထုတွေအကြောင်းတွေနောက်ထပ်ဘယ်လို ဖန်တီးမှုတွေအကြောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှုလဲဆိုတာကိုပိတ်သက်များအားလုံးကစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။